ရော့တန်နဲ့စူပါလက်ကတော့အပြင်မှာချိတ်ကုန်ပြီဗျာမနေ့ကပဲရော့တန်ဟာစူပါလက်နဲ့သူ့ရဲ့ rematch ပွဲ MMA rule နဲ့ထိုးတာပါဆိုပြီးတော့ Bisbo မမဗီဒီယိုဖိုင်တစ်ခုတင်လိုက်တာကနေ online ပေါ်မှာအတော်လေးကိုပြန်ထန်သွားခဲ့တာကိုတွေ့ရပါတယ်ရော့တန်နဲ့စူပါလက်တို့ရဲ့ normative ပွဲကတော့ကဘာနှက်ကပြည်သူတွေအကုန်လုံးကကြည်ချင်နေကြလေဖြစ်ပါတယ်သူတို့ညောက်ထုတ်ခဲ့ကြတော့ကတချို့သောသူတွေကဒီပွဲမှာရော့တန်ကအပြတ်တက်ကိုနိုင်တာ လုံးဝကိုတိုင်းကမတရားပဲနဲ့စူပါလက်ကိုနိုင်ပေးလိုက်တာဒီပွဲပြန်ထိုးမှဖြစ်မယ်နော်မကြေပွဲပြန်သေးပေးလိုက်ပါဆိုပြီးတော့ဝမ်ချန်ပီယံရှစ်ကိုတောင်းဆိုတဲ့ပြည်သက်တွေကတော့သိမ့်ချပါပြီဝမ်ချန်ပီယံရှစ်ကလည်းတားကြောင်မလို့လည်းခရီးပေးလိုက်ပါရီ2025ခုနှစ်ထဲမှာပြီရော့ထန်နဲ့စူပါလက်တိုရဲ့မကြေပွဲကိုကျင်းပပေးမယ်လို့ခရီးပေးလိုက်တာပဲဖြစ်ပါရီအခုတော့ရော့ထန်နဲ့စူပါလက်တိုနှစ်ယောက်စလုံးဟာဂျပန်နိုင်ငံမှာကူးစီအသီးသီးပြိုင်မဲ့တွင်နဲ့ရှင်ပြိုင်မှုတွေရောက်ရှိနေပြီလည်းဖြစ်ပါရီ 23ရင်းနေကြရင်ကြီးရတော့မှလေးဖြစ်ပါရင်တကယ်ကိုမှပွဲကြီးပွဲကောင်းနေပြီရော်ထန်ဟာတာဂီရူနဲ့ထွေးရမှဖြစ်ပြီးတော့စူပါလက်ကလေသူရဲ့အရင်ပြိုင်ပွဲဖြစ်တယ်အရ6ပဲလေးလက်မှနာပြီးနဲ့ထွေးရမှပြီဖြစ်ပါရင်အခုဗီဒီယိုဖိုင်ကိုကြည့်မယ်ဆိုရင်ရော်ထန်အတော်လေးကို BJJ ရီနော်ချုပ်ွက်တွေတင်ထားတာကိုကျွန်တော်အနေနဲ့တွေးရတယ်ဗျာနော်အဲ့ဒီဗီဒီယိုဖိုင်မှာစူပါလက်နဲ့ရော်ထန်က BJJ ကစားကွက်နဲ့ချုပ်ွက်တွေနဲ့ကစားခဲ့ကြရမှာရော်ထန်ကတာနေတာကိုကျွန်တော်အနေနဲ့တွေးရပါရီး ရော့ထန်က BGJ ကို DJ နဲ့ Mackie ကတင်ထားတယ်လို့သိရပါရယ်အခုတော့ပြည်သက်တွေကရော့ထန်နဲ့ Super Leto ရဲ့မကြည်ပွဲကိုတောင်းဆိုလုံးလို့ရော့ထန်ကသူတို့နှစ်ယောက် BGJ ကစားနေကြတာကို online ပေါ်မှာချပြပြီးတော့ပြည်သက်တွေအမော်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရယ်ဗျာ